မင်္ဂလာပါရှင်ဒီနေ့တော့မင်မို့ကမင်မို့တို့ရွာကအလှဟင်းပုံစံမျိုးဝတ်တာဝတ်အယိုးလေးတွေနဲ့ခရမ်းသီးနဲ့ကို ချက်ပါတယ်ရှင်မင်မို့ချက်နီးလေးကိုမျှဝေပေးပြစေဒါကခုတ်ထားပြီးသားဝတ်သူကဝတ်ဆက်အယိုးပေါ့နော်သူက neck bone ပေါ့နော်လက်ဘင်းယိုးလေးတွေပါอืมသူကအယိုးများတဲ့အသားအရမ်းမပါဘူးပေါ့နော်အဲ့လိုကိုရီ ရွာမှာအလုတ်ကင်နေဆိုလို့ရှိရင်ဒီလိုမျိုးဟင်းလေးတွေတို့ကချက်ကျွေးတာဗောနော်အဲ့ဒါရွာကိုလည်းလွမ်းနေဆိုတော့အဲ့ဒီဟင်းလေးကိုချက်စားတယ်ရွာမှာဆိုရင်တော့အသီးရွက်တွေကိုအစုံထည့်တာဗောနော်မိမိုကကို့အိမ်မှာလည်းအများကြီးအမေကလည်းဝတ်သားမစားတော့လေဟိုခရမ်းသီးတစ်မျိုးနဲ့ပဲချက်လိုက်တယ်ရမ်းကိုလည်းစားကောင်းပါတယ်အယိုးစေးတဲ့ခါမှာအဲ့ဒီအညစ်ကြေးတွေကိုစင်အောင်ရေပူပူနဲ့နာနာလေး သုံးလေးတဆေးပါပြီးတော့စားရည်လေးခဏစိမ်ပြီးတော့စေးပါအဲ့ဒါဆိုရင်အနံ့တက်လေးပြောင်းပြီးတော့အရန်ကိုတန့်စင်ပါတန့်စင်သွားပါတယ်အယူတွေကလေအဲ့လိုရင်နှွေးပူပူနဲ့ပေါ့နော်သုံးလေးခါလောက်စေးလိုက်တယ်ဆိုလို့ရှိရင်သူက တော်တော်လေးစင်ပြောင်းသွားပါပြီအဲဆေးမဆေးခင်မှာသူ့စားရည်လေးနဲ့ခဏစိန်ထားပါတော့ရေတွေကိုကြည်လင်သွားတဲ့အထိစေးပြီးလို့ရှိရင် အသားတွေကိုရေစစ်ထားပါမယ်နော်အဲဒီစကားလေးနဲ့လေရေတွေကိုစစ်ထုတ်ထားပြီးတော့ခဏထားရမယ်ပြီးမိမိတို့ဟင်းချက်ဖို့အတွက်ပြင်ဆင်ပါမယ်ဒါတန့်စင်သွားတဲ့အသားလေးတွေပါ ပြီးရင်ခရမ်းသီးကိုစေးမယ်ပေါ့နော်ခရမ်းသီးကိုစေးတဲ့ခါကျရင်အဲ့လိုဆားလေးနဲ့ပုတ်ပုတ်ပြီးတော့စေးမယ်ဗီနီဂါလေးရှိတယ်ဆိုရင်တော့ဗီနီဂါလေးနဲ့နည်းနည်းရေထဲမှာခဏစိမ့်ထားပါအဲ့လိုနီးနဲ့ခရမ်းသီးကိုလည်းအော်တန့်စင်တန့်တန့်ရှင်းသွားအောင်လုပ်မှာပေါ့နော်တန့်ရှင်းသွားတဲ့ခရမ်းသီးတွေကိုမင်မို့လို့စနွေးမုတ်လေးနည်းနည်းထည့်ပြီးရေထဲမှာ ခရမ်းသီးလေးတွေကိုစိတ်ပြီးတော့အဲ့ထဲကိုထည့်ထားမယ်နော် ဒါဆိုရင်ခရမ်းသီးလေးတွေကအဲ့ဒီစနွေးမုတ်ရည်ထဲမှာထည့်ထားတော့သူကအယောင်ငဲသွားတာဖြစ်တော့ဘောနော် ပြီးရင်တော့ကိုဟင်းချက်ဖို့အတွက်ကို ပြင်ဆင်မှာပေါ့နော်ဒါလေးလှီးပြီးလို့ရှင်လေရှစ်ရှစ်လေးနဲ့ဖြေနေအဲ့ဒီတိုင်းလေးတွေဆက်လှီးလိုက်မယ်နော်စနွေးမုတ်ရည်လေး ਨੇ ဒီလိုလေးစိန်ထားလိုက်ပါမယ်ဒါကတော့မင်းမူးတုံးနေကြကြက်တော်နေပေါ့နော်ရှာလော့ ဟင်းချက်လို့ရှိရင်သူကအနံ့ပုံမှုေးပါတယ်ဒါမှမဟုတ်ဟင်းချက်ရင်တော့မမှုကများသောအဖြစ်အရန်အနှစ်ရချင်တဲ့အခါကျရင်ကျက်သွန်အနီအလုံးကြီးကိုထည့်ပါတယ်အဲအရန်အနှစ်တည်းလည်းမများဘူးအဲ့လိုစီချံရေချံဟင်းလေးတွေဆိုရင်တော့ဒီလိုရှက်လောက်လေးကိုပဲသုံးပါတယ်ဒါလေးကိုအကြံလေးလှီပြီးတော့ပြီးရင်မမှုကိုစုံလေးနဲ့ထောင်းလိုက်ပါတယ်သားကရေစစ်သွားတဲ့သားကိုမမှုကစားရယ်စနွေးမုံရယ်ထည့်မယ် လို့ရှိရင်ငံပြာရေးလေးထည့်ပြီးတော့နေပါမယ်နေထားတဲ့ဝန်ထမ်းယူလေးပါလုံးကွယ်လေးညအောင်ထောင်းလိုက်တာပါချက်တော်လေးဖြစ်လို့နော် 진짜 또 오늘 이제 다이아몬드 ထွက်တယ်ထွက်တယ် မိမိုးကတော့ဒီဝသားလေးကိုကိုကြိုက်တဲ့နေထားရအောင်သုံးရီချက်လိုက်ရပါတယ်เนาะသုံးရီပါရင်နွေးလေးထိုးထိုးပြီးတော့ချက်ပါတယ်အင်းဒါဒီလိုအနေထားရောက်ပြီဆိုရင်မိမိုးကကိုအနူးအပြော့အတော်ပဲမဟုတ်လို့ခရမ်းသီးလေးတွေထည့်လိုက်ပါပြီเนาะခရမ်းသီးလေးတွေကခုနစိန်ထားတဲ့ရီတွေကနေပြီးတော့ဆွဲထုတ်ပြီးတော့ထည့်လိုက်တာပေါ့เนาะပြီးလို့ရှိရင်မိမိုးကမကြီးမဲ့ရီလေးလည်းနည်းနည်းထည့်လိုက်ပါတယ်အဲ့ဒါလေးကိုခဏပြန်အုပ်ပါမယ် ဒါဆိုရင်တော့ခရမ်းသီးလေးတွေလည်းဣပါပြီအဲ့ဒါဆိုရင်မေမိုးက favorite ဟင်းချက်မဆလာလေးကိုထည့်ပါတယ်ဆွေတီမဆလာလေးကိုအုပ်လိုက်ပါတယ်ဒါဆိုရင်တော့အရန်ကိုမှမှုေးပြန့်နေတယ်မေမိုးရဲ့ဝဏ္ဏယူနေခရမ်းသီးနဲ့ဟင်းလေးရပါပြီချက်စားကြည့်ပါနော်အမ်အယိုးလေးတွေထဲမှာအသားလေးတွေကဣနေပါပြီလို့ ready to eat. Saja mehi kang kang. Thank you, ba.